ပါတယ်ဆိုးဆိုးရမလို့အာကျောင်းကဘာဖြစ်လဲခဏလာပေးမှာဟုတ်ကဲ့ဒါကဘာလို့မလုပ်ကြတာလဲ။ဒီကဘာလို့မလုပ်ကြတာလဲ။ဘုန်းကတော့တင်ရတယ်။ဘုန်းကတော့ကျောင်းကိုစနိုက်ပါလား။ခင်ဗျာလက်ပြောင်းမှာပဲ။ဟမ်ကျွန်တော်ဒါနေကဆုံးပါတော့မိမကြီးနော်။ကျွန်တော်ကျွန်တော်ကမမနော်နေတယ်။ဒါကဘုန်းကြီးတော်ကဒါနေတယ်။ဒီနေ့တည်းနေ့ဆူအတောင်တောင်လေးကြီး။ကောင်းမရပါဘူးလားစနိုက်ပါလား။ ။အောင်မမရှိဘူး။ကောင်းလေးကြည့်ကြ။ပုံကြ။အော်ပုံကြ။ဟုတ်လားဟုတ်လားမလိန်နဲ့တော့။ဟုတ်ကဲ့ကျွန်တော်ညီကိုမောင်မောင်များအားလုံးပဲမင်္ဂလာညနေခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ဖန်ဘလော့လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ ဧပြီလ20ရက်နေ့ရဲ့နေ့လယ်ကနေညနေပိုင်းထိကိုနောက်ဆုံးသိရတဲ့စစ်ရေးသတင်းလေးတွေကိုဖတ်ပြပေးပြီးရင်ဒီနောက်မှာကျွန်တော်တော်လိုင်းတက်ဖွဲ့ရဲ့အောင်ဝဲရဗီဒီယိုလေးတွေကိုတွားပြီးတော့ကြည်လိုက်ရအောင်ညာကဲတော့ပထမဆုံးပြည်သူတွေဘုံကျဲတပ်ဖြတ်နေတဲ့ဒီအေလာလီတဲ့စကန်ကိုဆော့တိုက်တုံးနဲ့ပြစ်ခတ်ခဲ့တဲ့အထဲမှာအခုဆိုရင်တော့ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုသိရပြီပေါ့နော်အဲ့ဒါလေးကတော့ အီဗီလာ၁၆ရက်နေ့ည၁၇:၃၅မိနစ်အချိန်အချမ်းဘတ်စစ်ကောင်စီရုံးဆက်ရနေပြီးတော့အီလာလီရက်စခန်းကိုနေမီလုံကြုံရင်တင့်ကျက်မှုရာသီဥတုအခြေအနေဆိုးရောင်းမှုစတဲ့အခက်အခဲတွေကြားကတရက်ခုမမဆော့တိုက်တုံတုံးလုံးဖြစ်ပြက်ခတ်တက်ခတ်ခဲ့ရနေပြီးတော့အီလာလီရက်လီရင်တုံးလုံးရောအဆောက်အဦတစ်ခုထိခိုက်မီလောင်ပျက်စီးခဲ့ကြောင်းသိရပါဗျ ဒါအပြင်လေစိတ်ဝန်းကျင်စီလုံခြုံရေးအဖွဲ့တွေရဲ့လုံခြုံရေးစောင့်ကြည့်တဲ့ကင်မရာထိန်းချုပ်ကန်စီရအဆောက်အဦလည်းထိခိုက်ပျက်စီးခဲ့ပြီးစစ်ခွေးနှစ်ကောင်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့အလားတူလေရင်ပြေးလန်းထက်ရဲ့လုံခြုံရေးကင်းသားတွေစီရအဆောက်အဦလည်းထိမှန်ပျက်စီးခဲ့ပြီးလေတဲ့အဆောက်စစ်ခွေး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အခြားသတင်းရင်းမြစ်တွေရဲ့စုံစမ်းသိရှိမှုအရာအခုထပ်ပိုးတဲ့ပြက်စီးမှုတွေရှိတယ်လို့ကြားသိရပေမဲ့ပုံမှုခိုင်မသိရစေဖို့အတွက်ရရှိထားတဲ့ထဲကနေဘုံတူညီတဲ့အချက်အလက်တွေကိုသာထုံနှုတ်ပြီးထုတ်ပြန်လိုက်တာပါလို့ BWN အဖွဲ့ရဲ့တာဝန်ရှိသူလူကပြောပြထားပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပေးတဲ့ပထမဆုံးဒီလေချောင်းကနေပြည်သူတွေကိုရရဆက်ဆက်ဘုံကျဲတက်ဖြတ်နေတဲ့ဒီအီလာလီဒတ်စကန်ကိုတရားခုံမမဆော့တိုက်တုံးနဲ့ပြစ်ခတ်ခဲ့တဲ့အထက်မှာထိခိုက်ပျက်စီးမှုအခြေအနေလေးပဲဖြစ်ပါတယ်အခုထုတ်ပြန်လိုက်တဲ့ထိခိုက်ပျက်စီးမှုအခြေအနေကလည်းဒါဆော့ပြီးတော့ထုတ်ပြန်ထားတာပါနော် ီထက်ဒီထက်ပို့ပြီးတော့လေထိခိုက်ပျက်စီးမှုများနိုင်ပါတယ်ဆိုပြီးတော့ BW အဖွဲ့ကလည်းဆက်ပြီးတော့ပြောထားပါတယ် ဒုတိယသတင်းကောင်းလေးတပုတ်အနေနဲ့ကလည်းဒီထိထ viewer စကန်သိန်းတက်ပွဲမှာသူတို့ဒီအကြံဖတ်စစ်ခွေတက်ထရာ viewer မှုဆိုတဲ့ကောင်ကိုအစင်ဖန်းစီရမိခဲ့ပြီမဲ့လည်းအချိုးမပြည့်တဲ့အတွက်ကြောင့်ငရေပြီပို့ပေးလိုက်တဲ့သတင်းလေးပဲဖြစ်ပါတယ်တနင်္သာရီတိုင်းဒဝဲတီခီလမ်းပေါ်မှာစီးတဲ့ထိထဗျူဟာစကန်သိန်းတက်ပွဲအတွင်းစစ်ကောင်စီဗျူဟာမူအားအစင်ဖန်းစီရမိခဲ့ပြီမဲ့လည်းမဖြစ်မနေပြစ်ခတ်ဆင်းလင်းခဲ့ရကြောင်းကရင်အမျိုးသားအစည်းအရုံးခင်းယူတက်မှလေးဘိတ်ဒဝဲခရရန်အတွင်းရင်မှုဘဒိုစောအင်နာကအတီးပြုတ်ပြောဆိုထားပါတယ် ထိတာဗျူဟာစကန်သိတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှဗျူဟာမှုနဲ့တက်သားအချို့အားအစဉ်ဖမ်းဆီးရမိခဲ့ပေမဲ့လည်းဗျူဟာမှုရဲ့မချေမငန်ဆက်ဆံပြီးရန်လိုတဲ့အနေအထားကြောင့်စစ်စည်နေတဲ့ရဲဘော်တွေရဲ့လုံခြုံရေးအတွက်ပူပေါင်းတက်တွေကပြစ်ခတ်လိုက်ရကြောင်းဆိုတာပါတယ်။အဲ့ဒီထိတာဗျူဟာစကန်မသိမိကာလနဲ့တိုက်ပွဲဖြစ်စဉ်ကာလတွေမှာလည်းအဲ့ဒီဗျူဟာမှုထံကိုလက်နက်ချဖို့အချင်းချင်းဆက်သွယ်ခဲ့ပေမဲ့လည်းမချေမငန်ပြန်လဲတုံ့ပြန်မှုကိုသာရခဲ့ကြောင်းလဲဆိုထားပါတယ်။ ဲ့ဒီဖန်စီရမိတဲ့စစ်သားတွေကိုစစ်စစ်မေးမြန်းတဲ့အချိန်မှာအဲ့ဒီဗျူဟာမှုဆိုတဲ့ကောင်ကတော့မချိမငန်ဆက်ဆံပြီးရန်လိုတဲ့အနေအထားနဲ့မတက်ရက်လိုက်တဲ့အတွက်အနီးနားမှာစီးတဲ့မိမိရဲဘော်တွေမှာစစ်စစ်ရေးရဲဘော်တွေအတွက်အကာအကွယ်ပေးရန်လုံခြုံရေးအရာလက်ဦးမှုယူတဲ့အနေနဲ့ပြစ်ခတ်လိုက်ရတယ်လို့ခင်ယူတက်မဟာလေးဗိတ်တဝဲခရရန်အတွင်းရင်မှုဘဒုတ်စိုးအိမ်နာကပြောဆိုထားပါတယ်။ အဲ့ဒီအချိန်မှာစစ်ကောင်စီလေရင်ကလည်းပြန်ဝဲနေတဲ့ကဲ့သို့ဖမ်းမိထားတဲ့တပ်သားတချို့လည်းထွက်ပြေးခဲ့ရမှာတော့တော်လင်းအင်အားစုတွေရဲ့လက်လံပစ်ခတ်မှုလေကြောင်းကနေဘုံကျဲတက်ခတ်မှုတွေကြောင့်သူတို့အကြမ်းဖက်စစ်ခွေးတွေထပ်ပြီးတော့တေဆုံခဲ့ရတယ်လို့လည်းပြောဆိုထားပါတယ်ဆိုပြီးတော့မစ်စီမာကတင်ထားပြီးတဲ့နောက်ထပ်ဒီထိထဗျူဟာစကန်သိန်းတက်ပွဲမှာဗျူဟာမှုဆိုတဲ့ကောင်ကိုအစင်ဖမ်းမိခဲ့ပြီးမဲ့လည်းအချိုးမပြေတဲ့အတွက်ကြောင့်ငရဲပြီးပို့ပေးလိုက်ရတဲ့တည်င်းကောင်းလေးပဲဖြစ်ပါတယ်ညာ တတိယသတင်းကောင်းလေးတပုတ်ကလည်းဧပြီလ20ရက်နေ့မနက်6:30မိနစ်အချိန်မြန်မျိုးရဲ့မြောက်ဘက်ကိမ်းမှာလုံခြုံရေးယူကင်းဆောင်နေတဲ့စစ်တပ်ကိုအနီးကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာတော့အကြံပတ်စစ်ခွေးနှုတ်သေဆုံးခဲ့ကြောင်းသိရပါဗျ။သူတို့ကမြို့ထဲမှာလည်းအဖွဲလိုက်ပဲနေရတော့တာပါ။အခုကကိမ်းမှာရှိတဲ့သူတွေကိုဝင်ပစ်ခဲ့တာဖြစ်ပြီးကျွန်တော်တို့ဘက်ကရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့မြန်ပကပတာဝန်ရှိသူကပြောပြထားပါဗျ။အဲ့ဒီလိုပြုတ်ခတ်တက်ခတ်မှုအတွင်းတေဆုံသွားတဲ့အကြံပတ်စစ်ခွေးနှစ်ဦးကန်ဆောင်တဲ့ MA1 အမျိုးသားတနတ်တလတ ကာပိုင်အမျိုးသားတနတ်တက်လတ်နဲ့သူရဲ့ကြီး23နှစ်တို့ကိုတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတက်ခတ်မှုကိုတော့မြိုင်ပကဘာမှာအညာတက်ပေါင်းစု point တထောင်ဘိုးပြောင်အဖွဲတို့ပူးပေါင်းကတက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထီးခိုင်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပေးတဲ့တတိယသတင်းကောင်းလေးပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းကောင်းလေးတစ်ပုဒ်ကလည်းဒီကနေ့ဧပြီလ20ရက်နေ့မနက်ပိုင်းမှာပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇုံမြောင်ကြီးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးလေကြောင်းတွေနဲ့ပြက်ခတ်ပြီးဝင်ရောက်လာတဲ့အတွက်ကြောင့်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကအင်အား60ကျော်ပြည့်လက်နက်ကြီး drone လေကြောင်းပစ်ကူတို့ရယူကပဇုံမြောင်ကြီးရွာအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်မိနေကတော်လိုင်းတပ်ဖွဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတပ်ဖွဲ့အတွင်းစစ်ကောင်စီတပ်ဘက်ကအရာစီအပါဝင်၃ဦးတေဆုံးပြီးတော့၅ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မိနဂါတော်လိုင်းတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကဲနောက်ဆုံးအနေနဲ့ကတော့ဒါကျွန်တော်ပြည်သူတွေသတိထားလို့ရအောင်အကြံဖတ်စစ်ကောင်စီကနိုင်ငံတော်ဝန်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုထပ်မံအစိမ့်မြင့်တင်ရန်ညွှန်ကြားထားပြီးတော့ယခုလာမဲ့မိုးတင်ကာလမတိုင်မီလေကြောင်းတိုက်ခိုက်မှုတွေပုံပုံများပြားလာမည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပြထားပါတယ်။ အကြံပတ်စစ်ခွေးကောင်းဆောင်ဝရမ်းပြေးမင်းအောင်လိုင်ကမိုးရင်းကာလမတိုင်မီရနိုင်သမျှနေမီတွေနဲ့မြို့နယ်တွေကိုပြန်လည်သိမ်းပိုက်ဖို့ညွှန်ကြားထားကြောင်းနဲ့အဲ့ဒီလိုသိမ်းပိုက်ဖို့ကြိုးစားရမှာဖြစ်နိုင်သမျှနီလန်ပေါင်းစုံကိုအုံပြုပြီးညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီမိုးရင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကနေလည်းနေမီသိမ်းပိုက်မှုတွေဆက်လက်ဆင်နွှဲဖို့ညွှန်ကြားထားပါတယ်။ယခုညွှန်ကြားချက်တွေကမနစ်ကလေးကစတင်နေခဲ့တဲ့ရန်နံမင်းစစ်စင်ရေးရဲ့အကောင့်ထဲပုံမှုဖြစ်တယ်လို့သိရပါဗျ။ မေလာနဲ့ဇွန်လမှာလေကြောင်းတိုက်ခတ်မှုတွေပုံမှန်များပြားလာနိုင်ပါတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကဆိုထားပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပေးတဲ့သတင်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ညီကောင်မောင်တို့ကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းအရင်ကထက်ပိုပြီးတော့ဂရုစိုက်ကြပါလို့ပဲဒါကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ် ဘာလို့လဲဆိုတော့တရိတ်ဆန်ထက်ကိုပို့ပြီးမိုက်ကန်ရုံမာတဲ့ဒီအကြံဘတ်စစ်ကွေးကောင်းဆောင်ဝရံပြေမင်းအောင်လိုက်ငပုကတော့နော်သူတို့အာနာတီမြဲရေးအတွက်ကျွန်တော်ပြည်သူတွေဘလို့ပဲတက်တက်ဘလို့ပဲကြည်ကြည်ဆိုပြီးတော့အစွမ်းကုန်မိုက်ကန်ရုံမာနေရုံမှာပဲအဲ့တို့ကြောင့်ဒါကျွန်တော်ညီကိုမောင်တော်ပါတယ်ကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းအရင်ကထက်ကိုပို့ပြီးတော့ဂယူးဆက်ပြီးနေထိုင်ကြပါလို့ပဲဒါကျွန်တော်အနေနဲ့တိုက်တွန်းပြောဆိုချင်ပါတယ်ခင်ဗျာကဲတော့ဒီညနေပိုင်းအတွက်စိတ်ရည်သတင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးကျွန်တော်ကြည့်ရမယ့်ဗီဒီယိုလေးကတော့ထိထဗျူဟာကုန်းစကန်သိန်းတက်ဘွဲကအောင်ဘွဲရမှတ်တမ်းလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ခင်ဗျာ lều vào con ừ. à nó lều vào con cái tên là đi ừ lưu đây là mình em đó Nói. cái chiều họ phu để né làm hộp dài ừ tôi đi bắt rồi ফলাই দাও তাহলে ফলাই দাও তাহলে উঠে ঘুরাও না মা ওই ঠেই মা সি দি জিগা জিগা সিপিউ সিপিউ ভাই এ সিপিউ হুম না kia chiều mà chiều nó chốt tuyến đi rồi tu ra say đi lên ba lần lần xây đi lên nhau xây vào ba lần lần xây ba lần lần rồi xây đi lên nhau wow cái tâm bờ rồi tâm bờ rồi tâm bờ rồi dây khà tâm bờ rồi dây khà quý giá ဲတော့ဒါတွေကတော့ Twitter viewer စကန်သိန်းတက်ဘွဲကအောင်ပွဲရမှတ်တမ်းလေးကိုကျွန်တော်ညီကောင်မတော်ရဲ့အတွက်အားရကျေနပ်ရအောင်လို့ကျွန်တော် ပြန်လဲပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲနောက်ထပ်ဗီဒီယိုလေးကတော့အသက်ငယ်တဲ့ဆိုပေမဲ့ကျွန်တော်ပြည်သူတွေအားလုံးလေးစားချစ်ခင်ရတဲ့ဒီကြားမလေးရဲ့ခေါင်းဆောင်ဘူမိုက်ခဲရတော့ဖလန်းမြို့သိန်းတက်ဘွဲကနေပြန်လာတဲ့သူ့ရဲ့တပည့်တွေကိုမမာနာတွေမထားဘဲနဲ့ဘလို့တွေကြိုးစိုးဂုံပြုတ်ထားလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ ဲ့ကြည့်အောင်เนาะလူကြီးပေါ်တယ်လူလောက်ကြီးချက်တယ် 总共有五大，啊。 ားနဲ့ဆိုင်နေတဲ့ဖြစ်လိုက်ပါလားလူကသာအသက်ငယ်ပေမဲ့အတွေးခေါ်အပိုင်းရောလူမှုဆက်ဆံရေးအပိုင်းရောတက်ခိုက်ရေးအပိုင်းမှာဘာမှအပြစ်ပြောစရာမရှိအောင်ဒီလောက်ထိတော်တဲ့လူငယ်တယောက်ကိုဒါကျွန်တော်တို့ဘလို့မှမလေးစားပဲမနေနိုင်ပါဘူးနော်ကဲနောက်ထပ်ဒီဖလန်းမြုပ်သိမ်းတက်ဘွဲကနေကျွန်တော် BNR နေဘုန်နဂါတို့တက်ဖွဲ့ကအစင်ဖမ်းမိထားတဲ့ဒီစစ်ခွေကျုံတဲ့ဘောက်စစ်တုပ်ပန်းကောင်တွေကိုကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာ

ကောင်းမရပါမလားစနေကကောင်းမမရှိဘူးကောင်းလေးကြည့်ကြပါဘုံကြာဟုတ်ဘုံကြာဟုတ်လားဟုတ်လားမလိန်နဲ့တော့ဟုတ်လားတော့ထုတ်တယ်ညဘဲခွေးတော့အလန်အလန်ထုတ်တယ်ရှင်းစားလေးလှလာပါဟုတ်လားအဲတို့ Tôi đây giờ làm ai nó là chia rồi mà nó bây giờ bán lên lên bây giờ chẳng cả bây giờ này khá tết đồ ạ đó cái hàng nó cái hàng lát này bạn thấy rồi 啊，有座椅啊。给，就有。ดูเต้มาเลยยังอยู่เนาะอ๋อพี่นายก็ของเลยวะกาบอลลี่นักกาบอลลี่นักกาบอลลี่ အဲ့တော့ပြေးနေရဟောတော့စက်ခွေချင်းသုံးပါဘူးဟဲ့ဒါမိမပြန်နိုင်တော့မိမ900ရပြပြီးသားသူပေါ့ဘာလဲမလဲချက်ဘာလို့ဒါချောကဲတော့ဒါလေးကတော့ဒီဖလန်မျိုးသိမ်းတက်ဘက်ကနေဒါကျွန်တော်တို့ပီယန်နာနေဘုနကတက်ဖွဲ့တို့ကအစင်ဖမ်းမိတာတဲ့စစ်တုပ်ပန်းရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် ကဲဆက်ပြီးတော့လေအဒီဖလန်းကပဲအကြံဘတ်စစ်ခွေးတွေပုံခုခဲ့တဲ့ဖလန်းခလာရ268ကူတယ်လိုက်ပြီးရပ်ပြထားတဲ့ဗီဒီယိုလေးရဲ့အဒီမြို့သိမ်းတက်ဘွဲကနေမင်းအောင်လိုင်းတို့ခွေးတက်ရတော့အလှူတွေဘလောက်တော့အကြီးကြီးလောက်သွားပြီလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာ268 268ဖလန်းတက်ကုန်းရဲ့မြောက်လိုင်းနိုင်ကူဖြစ်ပါတယ်ဒီထဲမှာပုံအောင်နေကြပါတယ်ကြပါလေ တပ်ပါလေကျန်ပါပြစ်တဲ့ဟာတော့မဟုတ်ဘူးဒီကောင်လေးအဲ့လိုဂူတွေတူးတာတွေပြီးတော့ဒီกระดုတ်ကျင်းတွေတူးတာအဲ့တော့ရယ်နော်မနေ့ကဘာလို့လဲဟိုခွေးခွေးရက်တယ်လို့ပဲရက်အဲ့တော့ပြတာမရှိဘူးလားကြည့်အောင်ပါဆုပ်ပလုတ်တော့လို့နော်အဲ့ဘယ်လိုလုပ်ဘက်ဖင်လဲဒီမှာအိကြာနော် ်ဒီကောင်အမမွေးမွေးမခိုးလားမသိနော်မိမိထွန်းပြပေါ့ကြည့်အောင်ဆောက်ပွားငါဖုန်းကတော့ no no ဒီမှာသူတို့ရဲ့ဒီတောက်ဆူတွေပါလေဘုံခိုးတဲ့နေရာဖြစ်ပါတယ်ကောင်းရတွင်းအောင်အောင်ဝါဒနာပါနော် ဆိုတော့ခွေးတက်ထရာကောင်းနေတော့ဒီလိုလိုတော်တော်လေးကိုတွင်းအောင်အောင်ကြိုက်ပါတယ်အော်ကြည်ကြည်ပဲအပြည့်ဒီဇယ်များတယ်ကွာဒီမှာလာရှိတယ်ဒီမှာဒီဒီဇယ်ပုံးလေးရှိတယ်อืมဒီပါလာကြီးကဲလာပြီပါသူ့ပွဲကဲကြည့်အောင်တန်းတယ်နဲမော် ာလေးလည်းမနေနော်ထက်တန်စွာနဲ့ survive, you know? ကဲတော့အဲ့လိုကြာတော့လေနော်သူတို့ဒီအချမ်းပတ်စစ်ခွေကောင်းဆောင်ဝရမ်းပြေးမင်းအောင်လိုင်ငပူရဲခွေးတက်ကြီးရတော့နော်အလှအတန်းလှုပ်တဲ့နေရာမှာတော့တော်တော်လေးရက်ရောတယ်အဲ့ဒီတစ်ချက်တော့တော်တော်လေးကောင်းတယ်ကျေးဇူးတင်ပါတယ်အခုလိုအလှကြီးတွေလှူသွားပေးတဲ့အတွက်နော်ကဲတော့ဗီဒီယိုလေးကတော့တည်တော့ပါညာကျွန်တော်အားပြီးရတယ်ကျွန်တော်ညီကိုမောင်တော်မလေးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်အားလုံးပဲဆက်ဆက်ရရဂရုစိုက်ပြီးတော့နေထိုင်ကြပါနောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်ပြီးတော့ဆုံတွေ့ကြအောင်ညာအားလုံးပဲကျမ်းမာပေးခင်ကြပါညာ you